မင်္ဂလာပါရှင်။မိုးလေဝသနှင့်ဇလဗီဒာညချမှုဦးစီးဌာနကနေဧပြီလ29ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်တင်တမတိမ်ထွက်နေပါမယ်။ဒီနေ့ညနေတီခမ်းမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင် နေရာစစ်ဆေး မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်နေရာကျကျချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရိပ်မိုးကြီးနိုင်ပါတယ်။ရွာရံနှုံးပြည်ဖြစ်ပါတယ်။ ဝေဒိနောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်မိုးတိမ်နောင်များဖြစ်ထွန်းလျက်ရှိပြီးအစပါမိုးတိမ်နောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်။ မြမပင်လေပင်တွင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိပါမည်။လှိုင်းမြမမြမကိုင်းရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပင်တို့တွင်၄ပေမှ9ပေကန်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာစစ်စစ်မှနေရာအနှံ့ပြားမိုးတိုက်ချုံရွာပါမည်။ နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာအရာနှုံးပြည့်ဖြစ်ပါလိမ့်ရှင်။